ပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ပါမကားကျောင်းဆရာတော်ဖျာကြီး ဟောကြားတော်မူခဲ့တဲ့သူတော်ကောင်းတို့ရဲ့စိတ်နေသဘောထားဆိုတဲ့အပိုင်းဆက်လေးကိုဆက်၍မျှဝေပြုတော်ပါမယ်ရှင်။အကောင်းမြင်ဝါဒအဲ့ဒီတော့ကိုဘွားကို မကောင်းတဲ့စိတ်နဲ့မပေါ်ရလေအောင်မကောင်းတဲ့အလုံးမလုံးမရလေအောင် ဘယ်အရာကိုပဲဖြစ်ဖြစ်အကောင်းဘက်ကနေရှုမြင်တတ်တဲ့အရာတခု အရာရာမှာအကောင်းဘက်ကနေကြည်တတ်တဲ့ပုံကိုတယောက်ဟာဒေါသကို ထိန်းနိုင်တာမှန်တယ်။ကောင်းတဲ့ဘက်ကလှည့်တွေးတာကိုအဲ့ဒါနဲ့ပတ်သက်လို့ပုံဝိထုလေး တစ်ခုရှိတယ်။မိရထားမောင်းသမားအင်ဂျင်ဒရိုင်ဘာတယောက်ရဲ့ဇလန်းလေးတစ်ခု သူကဘယ်တော့ပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်အကောင်းဘက်ကပဲတွေးတယ်ပြောတယ်။ တခုခုဖြစ်သွားပြီဆိုရင်အကောင်းဘက်ကပဲပြောတော့တာပဲအဆိုးဘက်ကဘယ်တော့မှမပြောဘူးသူကအဲ့ဒီလို အကောင်းဘက်ကပြောလေပြောထားရှိလို့နာမည်ကြီးနေတယ်တနေ့ကျတော့မီးရထားတိုက်လို့သူ့ခြေထောက်မှာဒဏ်ရာကြီးကျယ်ရတယ်ဆေးရုံတက်တော့ခြေတစ်ပေါက်ဖျက်ရမယ့်အနေထားရောက်နေတယ်တငယ်ချင်းတွေက တွေးကြတယ်ဒီလူကတော့ဘယ်တော့မဆိုးအကောင်းဘက်ကကြီးပဲပြောလို့ရှိတယ် ဥပမာဆိုပါစို့ပတ်စံပြောက်သွင်းရင်တော့ငါသိမ့်ရတတတာဘောဆိုတဲ့လူစားမျိုးဘလို့မကောင်းတာဖြစ်ဖြစ်အကောင်းဘက်ကတွေးပြီးနေတတ်တဲ့လူတယောက်ဒါပေမဲ့ဒီတခါအကောင်းဘက်ကတွေးနိုင်တော့မှ မဟုတ်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုရင်စေယုံမှာသူ့ချစ်တော့တစ်ဖက်ဖျက်ရတော့မယ်ဒီတခါ तू ဘလို့များအကောင်းမြင်အောင်မလဲတငယ်ချင်းတွေကမေးတယ် ဒီတခါမင်းခြေတော့တစ်ဖက်ဖြဲရတော့မယ်မင်းဘလို့များအကောင်းပြောမလဲဆိုတော့သူကတငယ်ချင်းတို့ရေအရင်ကငါဖက်နဲ့နှစ်ဖက်ဝယ်ရတယ်ဒီတခါငါဖက်နဲ့တစ်ဖက်ပဲဝယ်ရတော့မယ်တစ်ဖက်ဖို့ငါတက်တာသွားပြီတဲ့အဲ့ဒီလိုပဲတချို့ကိစ္စတွေမှာ သူတော်ကောင်းတွေက တရားကိစ္စကိုပဲတွေးပြီးမကောင်းတဲ့စိတ်တက်ကို ကိုယ်တည်းတည်းမှာဖယ်ရှားပြလေးရှိတယ်မတ္တရာဆရာတော် မတ်ဒရာဆရာတော်ဆိုတာမင်းတော်မင်းကြီးလက်ထက်ကရှိခဲ့တယ်။အရာရာမှာအကောင်းဘက်ကတွေးပြီးသီးခံလေးရှိတယ်။သီးခံတဲ့နေရာအကောင်းမြင်တဲ့နေရာမှာနာမည်ကြီးလို့အဲ့ဒီဆရာတော်ကြီးကိုစမ်းကြတယ်။တနေ့ကျတော့စွမ်းကိုပြောနေအောင်ချက်ကတ်တယ်။ဆရာတော်ကြီးကဘာပြောတော့ဆိုရင်အေးဒီနေ့စွမ်းက ပြောနေတယ်ဝါရတတတာဘောကွယ်တယ် အဲ့ဒါနဲ့ပြောတာမပြောရင်မာရင်ဘာပြောမလဲဆိုပြီးစွမ်းကိုမမချက်ကက်ပြန်တယ်။အေးဒီနေ့စွမ်းကမမတောင်းတောင်းလေးစားရတာဘောလို့ပြောတယ်။ဒါနဲ့တရက်ကြတော့စားလေးလေးငငန်ချက်ပြီးပေးတော့ဒီနေ့စားငငန်လေးနဲ့ဆိုတော့အစာပိုကြတာဘောလို့ပြောတယ်။စာငန်ရမလားဆိုပြီးစိတ်မဆိုးပဲစာငန်သည့်အတွက်ကြောင့်အစာပိုကြတာဘောတဲ့ နောက်တရက်ကျတော့စားမပါပဲချက်ကျွေးတော့အေးဒီနေ့ရင်ငက်တတ်တာတာပေါ်တယ်လို့ပြောတယ်အဲ့ဒီလိုအကောင်းဘက်ကနေတွေးပြီးတော့ကိုယ်စိတ်ကိုယ်ထိန်းတာသူတော်ကောင်းတွေရဲ့စိတ်နေသဘောထားတစ်ခုပဲဒေါသဖြစ်เสียမရှိဘူးလေ နိုးမောရင်တာမန်ပုဂ္ဂိုလ်ဆိုရင်ထမင်းပြော့ပြော့ရမလားဆိုပြီးရံဖြစ်ကြ မာမာရမလားစားငန်းငန်ရမလားစားပေါ့ပေါ့ရမလားဆိုပြီးရံဖြစ်ကြတယ် အစင်မပြေကြဘူးမက်ဒရာဆရာတော်လိုမျိုး သဘောထားမယ်ဆိုရင်ဘာပြဿနာမှတက်မှာမဟုတ်ဘူးဒါအကောင်းဘက်ကနေရှုမြင်တဲ့သဘောတရားအရှင်ပုံနာဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းကအရှင်ပုံနာဆိုတာရှိတယ် တနေ့တော်မြတ်စွာဘုရားထံလာပြီးအရှင်ဖေယောတပည့်တော်ကို လိုင်းနာကျင့်သုံးရမယ်ဆုံးမဩဝါဒဟောပေးပါအရှင်ဖေယောဟောတဲ့အတိုင်းတပည့်တော်အာတက်တယောကြိုးကြိုးစောစောလိုင်းနာကျင့်သုံးပါမယ်လို့ဖေယောကိုလျှောက်တယ်မြတ်စွာဘုရားက ကမ္မထံတပုတ်ပေးလိုက်တယ်မျက်စိကနှစ်သက်စရာအာယုံကိုမြင်တဲ့အခါနားကตาရစရာ နှစ်သက်စရာတန်ကိုကြားတဲ့အခါ နှာခေါင်းကမှွေးကြိုင်ပြီးတော့နှစ်သက်စရာအနံ့ကို ရှူရှိုက်ရတဲ့အခါရှာကလည်းအင်မတန်မှပဲရတာရှိတဲ့အစာအဟာရကိုရက်ရတဲ့အခါခန္ဓာကိုယ်ကလည်းအင်မတန်မှ အထီးတွေကောင်းတဲ့အရာဝိထုကိုထီးတွေ့ရတဲ့အခါစိတ်ထဲကလည်းကြည်နူးစရာကောင်းတဲ့အရာမျိုးကိုထီးတွေ့ရတဲ့အခါမျိုးမှာလောဘမဖြစ်အောင်ထိန်းလောဘမဖြစ်စေနဲ့ လူတိုင်းလူတိုင်းမှာအာရုံမှုန်တိုင်းကကိုယ်စိတ်ကိုအမြဲတမ်းလာတိုက်တယ်။မှုန်တိုင်းတိုက်ပြီးဆိုရင်ဒါမှန်အခုခံမရှိဘူးဆို လူတွေရဲ့စိတ်ဟာ ပြိုလဲသွားတယ်။လောဘဖြစ်စရာအာယုံနဲ့တွေ့ရင်လောဘဖြစ်တယ်။ဒါပြိုလဲသွားတာပဲ။စိတ်ကလှုပ်ရှားသွားတာပဲ။ဒေါသဖြစ်စရာအာယုံနဲ့တွေ့ရင်ဒေါသဖြစ်တယ်။မျက်စိကမြင်တာနားကကြားတာ။ နှာခေါင်းကအနှဲရတာရှာကအရသာတိတာခန္ဓာကိုယ်ကထိတာစိတ်ကူးစိတ်တန်းရတာဒါကိုအကြောင်းပြုပြီးနှစ်သက်စရာအာယုံနဲ့တွေ့ရင် လောဘဖြစ်တယ်နှစ်သက်စရာအာယုံမဟုတ်ဘူးဆိုရင်ဒေါသဖြစ်တယ်အဲ့ဒါစိတ်ရဲ့လှုပ်ရှားမှုအာယုံမှုန်တိုင်းတွေရဲ့အတိုက်ကို ခံရသည့်အတွက်ကြောင့်လူရဲ့စိတ်ဟာ ရိမ့်ထိုးနေတယ်မြတ်စွာဘုရားကအဲ့ဒါမဖြစ်အောင် ထိန်းတယ် ဘာဖြစ်လို့လဲဆိုရင်နန္ဒီဒုက္ခတမူလံနှစ်သက်ဆွဲလန်းတဲ့တဏှာရာကသည်ဒုက္ခဖြစ်စေတဲ့အကြောင်းရင်းနဲ့ဟုတ်တယ်လေမျက်စိကနှစ်သက်စရာအာယုံများတွေးလာရင်လောဘဖြစ်တယ်လောဘဖြစ်လာရင်ဒီလောဘကိုမထိန်နိုင်လို့ရှေးဆက်ပြဒနာတွေဆက်မယ်နန္ဒီသမှုရာဒုက္ခသမှုရောတဲ့ အာယုံတွေပေါ်မှာနှစ်သက်တဲ့တဏှာပေါ်လာပြီးဆိုလို့ရှိရင်တဏှာကဒုက္ခကို ဖြစ်စေတော့မှာသိကြပြီဒါကြောင့်မို့နန္ဒီကို မဖြစ်စေနဲ့လို့မြတ်စွာဘုရားကဆုံးမခဲ့တယ်တခါအာယုံ6ပါးတွေးလာတဲ့အခါမှာထိုအာယုံ6ပါးပေါ်မှာတွေ့တာမှုကို ထိန်းလိုက်နိုင်ပြီဆိုရင်ဘယ်လိုအကျိုးရလဲ နန္ဒီဆိုတဲ့တဏှာဟာချုပ်ငိမ့်သွားလိမ့်မယ်။နန္ဒီဆိုတဲ့တဏှာချုပ်သွားပြီဆိုလို့ရှိရင်နန္ဒီနိရောဓဒုက္ခနိရောဓတဏှာချုပ်ရင်ဆင်းရဲဒုက္ခတွေပြဿနာတွေချုပ်မှာပဲ။တဏှာရှိနေရင် ပြဿနာတွေရှိနေမယ်။တဏှာချုပ်သွားရင် ပြဿနာတွေချုပ်သွားမယ်။အဲ့ဒါကိုသတိထားပြီးကျင့်လို့ ဒါမြတ်စွာဘုရားကလိုက်နာကျင့်သုံးရမယ့်အကျင့်ကိုအကျင့်ကလေးဟောတာနှစ်သက်စရာအာယုန်နဲ့တွေ့ရင်နှစ်သက်တတ်တဲ့တဏှာမဖြစ်စေနဲ့လို့မြတ်စွာဘုရားကဟောတာတဏှာမဖြစ်အောင်ဒါဖြင့်မဖြစ်အောင်ဘာနဲ့လုံးရမှလဲဆိုလို့ရှိရင်အတွေးပြောင်းလဲတဲ့ဤစနစ်တွေဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ဒေသနာတွေထဲမှာ ရှိတယ် ကမ္မထမ်းကျင့်စဉ်ကျင့်တယ်တရားကျင့်တယ်ဆိုတော့အရိယာပုတ်၄ပါးနဲ့နေထိုင်ရင်ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အတွေးတွေကိုတန်ရှင်းအောင် လုပ်တာတရားကိုလက်တွေ့ကျင့်သုံးနေတယ်လို့ခေါ်တယ်တရားထိုင်နေတဲ့ပုဂ္ဂိုလ်သာတရားကျင့်တယ်လို့မအောင်မင်းနဲ့အာယုံနဲ့တွေ့နေတဲ့အချိန်မှာမကောင်းတဲ့စိတ်ကိုဖယ်ရှားပြစ်နေတာလေတရားကျင့်တာပါပဲတဏှာဖယ်ရှားနေ ကဲကောင်းပြီ မျက်စိကနှစ်သက်စရာအာယုံတွေးလို့နားကနှစ်သက်စရာအတန်ကြားလို့ကျန်တဲ့အာယုံတွေကလည်းနှစ်သက်စရာစုံပြီလို့တဏှာလောဘတွေနှစ်သက်စရာတွေတွေးလာပြီဆိုရင်ဘာနဲ့တားမလဲအဲ့ဒီမှာနှစ်သက်စရာအာယုံဆိုတာတတ္တဝါရှိတယ်သင်္ခါရရှိတယ်တသီတမဲ့ရှိတယ်တသီအပေါ်မှာ တွေ့တာစိတ်ချစ်ခင်စိတ် တဏလောဘပေါ်လာရင်ဘာနဲ့ဖယ်ရှားရမလဲလို့ဆိုရင်အတုပဘာဝနာပွားပြီးဖယ်ရှားဖြစ်ပါတယ်။တမတ်အပေါ်မှာ တွေတာမှုတွေဖြစ်လာလို့ရှိရင်မမြဲတဲ့သဘောကိုစင်ကျင်စဉ်းစားပြီးဖယ်ရှားဖြစ်ပါတယ်။ဒါဖယ်ရှားပုံဖယ်ရှားနည်းတွေကတော့ကမ္မထံအာယုံကို ရှုရမယ်။မှန်ကန်တဲ့အတွေ့နဲ့ဖယ်ရှားပြရမယ်။မှန်ကန်တဲ့အတွေ့ဆိုတာတမာသင်္ကပ္ပကိုပြောတာ။ တမာသင်္ကပ္ပကို အခြေခံပြီးအသိဉာဏ်နဲ့ဖယ်ရှားပြစ်တယ်။အေးလောဘဖြစ်လာပြီဆိုရင် ထို လောဘဖြစ်စရာအာယုံကိုဖျောက်ပြီးတခြားအာယုံတစ်ခုနဲ့ဖယ်ရှားပြစ်လို့ရတဲ့တယ်။ရှင်ပုံနာကိုမြတ်စွာဘုရားကအချင်းချုပ်ဟောလိုက်တဲ့အခါအာယုံ6ပါးနဲ့တွေ့လို့နှစ်သက်စရာအာယုံတွေပေါ်မှာတွေ့တာမှု နှစ်သက်မှုလောဘဖြစ်လာပြီဆိုရင် မဖြစ်အောင်ထိန်းတယ်။ လောဘဖြစ်နေရင်ဒုက္ခဖြစ်လိမ့်မယ်တဲ့လောဘငြိမ်းသွားရင်ဒုက္ခငြိမ်းလိမ့်မယ်ဒီအတိုင်းချင်းလို့ဟောလိုက်တယ်အရှင်ပုံနာကသဘောကျသွားတယ်ကိုယ်တဏ္ဍမှာလောဘမဖြစ်အောင် ထိန်းထိန်းတဲ့အခါမှာကိုက အသိဆုံးပဲဘယ်နည်းနဲ့ထိန်းရင် လောဘပြောက်တယ်လဲလောဘပြောက်တဲ့နည်းနဲ့ထိန်းတရားတွေကစင်ကျင်စင်းစားပြီးလောဘပြောက်တဲ့နီးနဲ့ထိန်အရှင်ဝင်ကီတာ တခါကအရှင်ဝင်ဂီတအရထဲစွမ်းခံသားတို့နှစ်သက်စရာမာတုကာမတယောက်နဲ့တွေ့လာလို့စိတ်တွေ ဖောက်ပြန်လာတဲ့အခါအရှင်အာနန္ဒာကိုအရှင်အာနန္ဒာကို ဖွင့်ပြောတယ်။တပည့်တော်ဖျားကာမဂုံအာယုံ စိတ်တွေလွှမ်းမိုးနေပါတယ်။အဲ့ဒီစိတ်တွေကြောင့်ပူလောင်နေပါတယ်။တပည့်တော်ကိုငြိမ်းအေးအောင်အရှင်ဖျားဆုံးမပါတယ်။အရှင်အာနန္ဒာက အေးမင်းအမှတ်တင်ညာလွဲနေလို့ဒီလိုဖြစ်တာမင်းအမှတ်တင်ညာကိုပြောင်းလိုက်စိတ်ထဲမှာလှတယ်ဆိုတဲ့အတွေ့အကြောင်းဒီလိုဖြစ်တာမလှဘူးဆိုတော့ပေါ်အောင်တွေးတင်းတယ်တယ်ဆိုလို့ဒီလိုဖြစ်တာမတင်းတယ်ဘူးဆိုတော့ပေါ်အောင်တွေးမတင်းတယ်ဘူးဆိုတဲ့ယွန်းစပွဲတွေကိုလိုက်ရှာတွေးလူရဲ့ခန္ဓာကိုယ်မှာယွန်းစရာတွေအများကြီးရှိတယ် ဂျွန်းစရာတွေမတွေးဘဲနဲ့နှစ်သက်စရာတွေတွေးနေရင်တော့လောဘဖြစ်တယ်။အတုဘာယစိတ်တံဘာဝေဟိမာနာနုတိယမုစဟာတဲ့။ဒါဟာတားဆီးတဲ့နီးပဲ။အဲ့ဒီနီးနဲ့ဖြေဖြောက်လိုက်တဲ့အခါမှာပူလောင်နေတဲ့သူ့ရဲ့တဏှာရာကစိတ်တွေဟာချိုးနှိမ်ပြီးသားဖြစ်သွားတယ်။ဒါတရားကျင့်တာပဲ။ကိုယ်တဏ္ဍာမလောဘဖြစ်ရင် မဖြစ်အောင်ထိမ့်မှု ဒေါသဖြစ်နေရင် မဖြစ်အောင်ထိမှုပထမ လောဘဖြစ်နေရင် ဖြစ်နေမှန်းသိရမယ်မာနဖြစ်ရင်ဖြစ်မှန်းသိရမယ်အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေတဘာဝတွေကိုသိလာပြီးဆိုလို့ရှိရင်သူတို့ရဲ့ထွက်ပေါက်ကိုရှာရမယ်အဲ့ဒီထွက်ပေါက်ရှာပြီးဖယ်ရှားပစ်တာဟာတရားကျင့်တာပဲတမဝါယမ မှန်ကန်သောလုံလဆိုတာအဲ့ဒါပဲမဖြစ်သေးတဲ့အာကုသိုလ်တွေမဖြစ်အောင် ပိတ်ဆို့ရမယ်မတော်တဆဖြစ်ပေါ်လာတဲ့အာကုသိုလ်တွေရှိလာရင်လည်းဖယ်ရှားပြည့်ရမယ်ဆိုလိုတာကစိတ်မဆိုးသေးရင်စိတ်မဆိုးမိအောင်ထိမ့်သိမ့်ထားเอตรีเมบีใส่ซ้อมิลุษิยินเอริดอดาโกเมียนๆเปเผาดากเตียจีนาโลขอเด ။နောက်မဖြစ်သေးတဲ့စိတ်ကောင်းနှလုံးကောင်းလေးတွေဖြစ်လာအောင် မျက်စိလေးနှလုံးပွင့်လိုက်တာနဲ့ဖျားခုံတော်ပွားမလား၊မေတ္တာပွားမလား။ကိုယ့်အိမ်မှာရှိတဲ့သူတွေကဆော့ဩချမ်းသာကြပါစေ။ရက်ွက်ထဲကလူတွေချမ်းသာကြပါစေ။ကိုယ်နဲ့တည်တဲ့မိစေတွေမျက်စိတွေပေါ်လာတဲ့သူတွေချမ်းသာကြပါစေ ကိုမမြင်ရတဲ့တတဝါတွေချမ်းသာကြပါစေအားလုံးကို စိတ်ထဲကမေတ္တာဆိုတဲ့မနှောခံနဲ့ပို့ရမယ်စိတ်ထဲမှာချမ်းသာကြပါစေဆိုတဲ့စိတ်စင်စက်မပြတ်ဖြစ်နေအောင်ပွားများအားထုတ်ရမယ်ဒါတရားကျင့်နေတာပဲအဲ့ဒီလိုမေတ္တာဘာဝနာပွားများခြင်းအဖြစ်ဒေါသတရားကိုလည်းဖယ်ရှားပြစ်နိုင်တယ်အချင်းချုပ်အဖြစ် ပုံနောဝါဒသုံးမှာနန္ဒီဆိုတဲ့တရားကိုဖယ်ရှားဖို့ရှင်ပုံနာကိုမြတ်စွာဘုရားကဩဝါဒပေးလိုက်တယ်။ဩဝါဒပေးလိုက်တော့ဒီတရားချင်းမို့ရာအတွက်သူတော်ကောင်းတို့ရဲ့စိတ်နေသဘောထားကအင်မတန်မှအရေးကြီးတယ်။စိတ်နေစိတ်ထားမပြေဝဘူးဆိုရင်အောင်မြင်စွာခြင်းနိုင်မှာမဟုတ်ဘူး။မြတ်စွာဘုရားကရှင်ပုံနာရဲ့သဘောထားကို မေးတယ်။ ေးငါဆုံးမလိုက်တဲ့ဩဝါဒကိုနာခံပြီးတော့မင်းဘယ်သွားနေမှာတုံးဆိုတော့တပည့်တော်ဖေဟာသူနာပန်သူနာပရန်တဆိုတဲ့ရက်ဒေတာကို သွားနေပါမယ်တဲ့သူနာပရန်တဆိုတာဘယ်နေရာမှာရှိလဲဆိုတော့ location ကတော့အမျိုးမျိုးပဲ အခုသူဝနာဘူမိရှာတယ်လို့ပြောရမှာပဲအေးသူနာပရန္တဆိုတာအခုအိန္ဒိယနိုင်ငံမှာမွန်ပိုင်းလို့နာမည်ပြောင်းထားတဲ့ဘုံဘေဘက်ကနေတွေကိုသူနာပရန္တလို့ဆိုတယ်သို့တော်မြမပြည်အလဲပိုင်းကျောင်းတော်ရာဒေသကိုသူနာပရန္တလို့မြမရာဇဝင်တွေက ရေးတာလဲရှိတယ်ထားပါတော့ဒေနီယာပဲဖြစ်ဖြစ်ပေါ့ သူနာပရဏဆိုတဲ့ရက်ကိုတပည့်တော်သွားပြီးနေမှာပါလို့ရှောက်တယ်။မြတ်စွာဘုရားက ပုံနာသူနာပရဏရက်ကလူတွေက လူချမ်းတွေလူဆိုးတွေများတယ်။မင်းအဲ့ဒီနေရာသွားနေမယ်ဆိုရင်မင်းကိုအဲ့ဒီလူတွေကဝိုင်းဆဲရင်ဘလို့လုံးမတုံး။အရှင်ပုံနာကမြတ်စွာဘုရားတပည့်တော်ကိုလာဆဲမယ်ဆိုရင်ဒီလူတွေက လူတော်လူကောင်းတွေပဲဆဲယုံပဲဆဲတာ။ သူတို့ငါ့ကိုခဲနေမှမထုသေးတာဒီလိုနှလုံးသွင်းမှပါဖရားတယ်။ဒါဖြင့်သူတို့ကခဲနေထုရင်ကောမင်းဘလို့လုံးမတော့ဒီလူတွေက လူကောင်းတွေပဲငါ့ကိုခဲနေထုတာလက်နဲ့မှ မရိုက်သေးတာလို့တပည့်တော်ကဒီလိုနှလုံးသွင်းမှပါဖရားဒါဖြင့်လက်နဲ့ရိုက်ပြီးဆိုရင်မင်းဘလို့နှလုံးသွင်းမှလဲ ီလူတွေလက်နဲ့သာရိုက်တာဒုံးထဲမှမရိုက်သေးပဲလို့နှလုံးသွင်းမှပါဖေယားကဲဒါဖြင့်မင်းကိုဒုံးထဲရိုက်ပြီဆိုရင်မင်းဘယ်လိုနှလုံးသွင်းမှလဲတဲ့ဒီလူတွေကလူကောင်းတွေပဲဒုံးထဲသာရိုက်တာဒါနဲ့မှမခုတ်တာလို့အဲ့ဒီလိုနှလုံးသွင်းမှမယ်တဲ့ကဲဒါဖြင့်သူတို့ကဓာတ်နဲ့ခုတ်ပြီးဆိုရင်ရောအော်ဓာတ်နဲ့သာခုတ်တာအသေးမှမသက်သေးတာပဲ ဒူလီတွေဟာလူကောင်းတွေပဲလို့တပီတော့ဒီလိုနှလုံးသွင်းမှမယ်ဆိုလိုတာက သူတို့တွေဘလောက်ကြမ်းကြမ်းပဝင်းကျင်ကဒံတွေဘလောက်ခံရခံရတီးခံခွင်လွတ်နိုင်တဲ့ခံဒီတရားကို ပြောပြတာစဉ်းစားပုံလေးကြည့်လေဩဆဲယုံဆဲတာပဲအရက်ထဲမှာလဲရှိတာပဲလေဩကို့ဆဲတာကပ်ပါတာလိုက်လို့ပြောကြတယ် သီးခံနေလိုက်ဒီလိုပြောရင်ကြေအေးသွားတာပဲအဲ့ဒီလိုမဟုတ်ဖဲကိုယ်ဆဲတာမခံနဲ့ငုံမခံနဲ့ခြားဆိုရင်ပြဿနာတွေတက်ကုန်ရော ရှင်ပုံနာကတော့အဲ့ဒီလိုမဟုတ်ဘူးဒီလူတွေဆဲယုံဆဲတာခဲနဲ့မှမထူးတာခဲနဲ့ထူးပြန်တော့လဲလက်နဲ့မှမရိုက်တာလက်နဲ့ရိုက်ပြန်တော့လဲဒုံးနဲ့မှမရိုက်တာ ဒုံနဲ့ရိုက်ပြန်တော့လဲဓာနဲ့မှမခုတ်သေးတာဓာနဲ့ခုတ်ပြန်တော့လဲအသေးမှ မသက်သေးတာတဲ့မြက်စွာဖျားက စကားကုန်မေးတယ်မင်းကို အသေးသက်ပြီဆိုရင်မင်းဘလို့နှလုံးသွင်းမလဲအရှင်ဖျားမြက်စွာဖျားရဲ့တပည့်သားတွေတချို့တရားဓမ္မကျင့်တဲ့အခါကျတော့ဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာအပြည့်မြင်ကြတယ်အပြည့်မြင်မုံကအရှင်သာရိပုတ္တရာလိုဘာရီတော့ ဘာဝဘာရေနဂိရိန်ဥ္စာရီတော်ယထာခန္ဓာကိုယ်ကြီးတောင်ဝင်ကအင်မတန်လေးလံတယ်တောင်ကြီးထန်းထားရသလိုလေးလံတယ်တဲ့တေချာစဉ်းစားမကြည့်ကြလို့ပါတကယ်တော့လူဘဝကြီးကဘလောက်ဝင်ပြီးတလဲခန္ဓာကိုယ်ကြီးရဲ့တာဝန်ကဘလောက်ကြီးတယ်လဲဆိုတော့မစင်းစားကြလို့ရှိရင် မသိဘူးသူ့တာဝန်ပဲလုံးနေကြရတာ အဲ့ဒီလိုလုံနေရသည့်အတွဲကြောင့်သူကကိုကို favor ပေးလားဆိုတော့လဲမပေးဘူးလုံးဝမငဲ့ဘူးကြည်လေမနဲ့အိယာထားတဲ့အချိန်မျက်နှာတစ်ပေးရတယ်သွားတိုက်ပေးရတယ်စားစရာကျွေးရတယ်ခန္ဓာကိုယ်ရဲ့ဝိတ္တရားတွေဘလောက်များလဲဒီထဲကနေသူက ကောင်းလာလားဆိုတော့မကောင်းလာဘူးတဖြည်းဖြည်းအိုအိုလာတယ်အသက်ကြီးလာတယ် မျက်စိကမကောင်းဘူးနားကမကောင်းဘူးตัวก็ไม่กังบูค้าก็ไม่กังบูเด้ไม่กังเนี่ยซีนดิก็ตက်ลาดาโกนอกซ้องจ่าတော့กังเนี่ยซีนฤตึ้งไม่จั่นတော့บูอะคองตะลาเด้ဝင်อาทีทีอ๋อกုံยอตะเพียเพียจีนซีนเด้มาไม่กังน่ะฤมะลาเด้อะดิหลอกทุกข์ไปเด้ขันนาโกจี้โกทันทายาดา မြတ်စွာဘုရားရဲ့တပည့်တွေကခန္ဓာဝင်ကြီးကိုညင်းငွေပြီးရှေးလုံးကကိုဟာကိုစူဆိုင်လုတဲ့ကိုတော်တွေရှိတယ်။စူဆိုင်လုတဲ့လူတွေကယဟန္တာတော့မဟုတ်ကြဘူး။ ပုရုစင်တွေဒါပေမဲ့ပုရိစင်ဆိုပေမဲ့လို့သူတို့ကနေပြည်တော်ညံလို့ဝိပဿနာတွေအစမ်းထက်နေသည့်အတွက်ကြောင့်ဘဝကိုညီငွေးနေတဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေကိုဟောက်ကိုစူဆိုင်လောက်တာရှိတယ်တချို့လဲအကုသိုလ်ကံကြောင့်ဖြစ်သွားတာကိုကိုကိုတတ်သိကြတာရှိတယ်ဥပမာအရှင်ဝက္ကလိတို့အရှင်အသက်စီတို့ဆိုတော့ ရှင်ဂောမိတ္တဆိုလိုဆိုတာအခန္ဓာကိုယ်ကြီးရဲ့ဒုက္ခကို မခံနိုင်လို့ကိုယ့်အသက်ကို မနှမျောကြတော့ဘူးပုရုဇဉ်ဆိုတော့မုံတိမှုဒေါသအနှဲငယ်ရှိတာပေါ့သို့သောဝိပဿနာဉာဏ်ရင့်တန်နေသည့်အတွက်တိလေသာတွေတိမ်မြုံနေတတ်တယ် ဥပမာအရှင်အသက်စီဆိုလို့ရှိရင်ယောဂဝေဒနာ ပြင်းပြင်းထန်ထန်နှိမ့်ဆက်နေသည့်အတွက်ကြောင့်ဘဝကြီးမှာသူမနေကျင်တော့ဘူးမနေကျင်တော့တင်နှုံးသားနဲ့သူ့လည်းပင် သူလှီးပြီးဘဝကိုအဆုံးသတ်ဖို့ကြိုးစားတယ်ရှင်သာရိပုတ္တရာတို့ကမလုဖို့သွားပြီးဖြောင်းပြတယ်သောတော်လေသူကိုယ်သူအစင်းမြင့်တဲ့တရားကို သိထားတယ်လို့ယုံကြည်တယ် အဲ့ဒါနဲ့ခန္ဓာဒုက္ခကို မခံနိုင်တာနဲ့သူ့လယ်ဘင်းကိုသူတင်နှုံးသားနဲ့လှီးလိုက်တယ်။လှီးလိုက်တဲ့အချိန်မှာကြောက်စိတ်ကလေးဝင်လာတယ်။သေခြင်းတဲ့သူကတကယ်သေရမယ်ဆိုရင်ကြောက်သေးတယ်။အရှင်အသက်ကြီးကဘလောက်တရားရှိလဲဆိုရင်ကြောက်စိတ်လေးဝင်လာတာနဲ့ငါယဟန္တာမဖြစ်သေးဘူး။ဒါမကောင်းတဲ့စိတ်ပဲ။ဒီစိတ်မျိုး အရင်တုန်းကမပေါ်ဘူးဘူး။ အခုပေါ်လာတယ်ဆိုပြီး ရှုမှတ်နေတဲ့တရားကို ဆက်ပြီးအာထုတ်လိုက်တယ်။လေပင်းကိုဓာတ်နဲ့လှီးလို့တင်းအံ့ဆဲဆဲမှဝိပဿနာအကျင့်ကိုကျင်းလိုက်တယ်။ကျင်းလိုက်တဲ့အတွက်ကြောင့်မတ်လေးပါးဖို့လေးပါးဟာဝိပဿနာစွမ်းအားနဲ့အစဉ်တိုင်းဖြစ်လာတယ်။ယဟန္နာဖြစ်သွားတယ်ယဟန္နာလည်းဖြစ်ပြီးရောသုတိလည်းကျသွားတယ်အဲ့ဒီပုံကိုမျိုးကိုဇီဝိတတမတိတိလို့ခေါ်တယ် ဒီယဟန္တာဖြစ်တာနဲ့အသက်ကုန်ဆုံးသွားတာခေါင်းချင်းဆိုင်ပြီးဝင်လာတယ်။အမှန်ကတော့ယဟန္တာဖြစ်တာကနည်းနည်းရှင်းကြတယ်။သို့တော့ချက်ချင်းယဟန္တာလည်းဖြစ်သေလဲသေလို့ဒီလိုဖြစ်သွားတယ်။ဒီလိုပုံကုတ်မျိုးကိုဇီဝိတတမတီတီလို့ခေါ်တယ်။ ဒီလိုအချိန်မျိုးလေးတွေမင်းမှာတရားဓမ္မကျင့်ပြီးတော့ကိလေသာကုန်အောင် လုံနိုင်သူရဲ့ဝိပဿနာဆွမ်းအားဘလောက်ထက်တယ်ဆိုတာသိနိုင်တယ်။တာမန်ပုဂ္ဂိုလ်မှတော့မဖြစ်နိုင်ပါဘူးနော်။လယ်ပင်ကိုဓာတ်နဲ့လှီးတော့ကတော့ပုထုရှင်ပဲ။အတိတရားရသွားတဲ့အချိန်မှာချက်ချင်းတရားကျင့်လိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ဝိပဿနာဉာဏ်ဆွမ်းအားကမြင့်လာတယ်။ ပို့ပြီးတော့စွမ်းအားတွေတက်လာတယ်လူဆိုတာအခက်ခဲကြုံလာရင်တတိပို့ကောင်းတယ်အဲ့ဒီအခါမှာလူတိုင်းခါတိုင်းမလုံနိုင်တာတွေကို လုံနိုင်လာကြတယ်ဒါထူးခြားချက်ပေါ့ဖုန်ကြီးတို့မန္တလေးကတက္ကမကြီးတယောက်နှစ်ထပ်အိမ်မှာတူနေတယ်ညတပြလာတိုက်တဲ့အခါကျတော့သူ့အိမ်နဲ့သူ့ခြံကအတော်လေးကျယ်တယ် အဲ့ဒါကြောက်အားလန့်အားနဲ့ဗရင်းမောက်ဖွင့်ပြီးဟိုဘက်ခုံကြတာခြံရဲ့ဟိုဘက်ကြတယ်တာမန်ချိန်မှာဆိုရင်ဘလို့မှမခုံနိုင်ဘူးနော်စိတ်ဆွမ်းအားတွေနဲ့ကြောက်အားလန့်အားလုံရတဲ့အခါကျတော့အောင်မြင်သွားပါတယ်အခုလည်းပဲဒီပုဂ္ဂိုလ်ဟာဝိပဿနာကျင့်စဉ်အစွမ်းထက်တော့ဥဒိစဉ်ဘဝနဲ့တရားမှမလိုလားဘူးဒါကြောင့်သူ့ရဲ့ဝိပဿနာကျင့်စဉ်ဆွမ်းအားကို မြင်လိုက်တာ မသေးခင်စัจ जा မှာယဟန္တာဖြစ်သွားတယ်ရှင်ပုံနာကဆက်ပြီးလျှောက်တယ်အဲ့ဒီလိုကိုဟာကိုတောင်ဘဝတစ်ခုကိုအဆုံးသတ်ကြသေးတာတပည့်တော်ကို သူတို့ကလာပြီးဘဝကိုအဆုံးသတ်ပေးတယ်ဆိုတော့တပည့်တော်ကယေရှုတင်ရအောင်မှာပါတယ်ဒါနောက်ဆုံးပိတ်ရှင်ပုံနာပြောတဲ့စကားပဲတပည့်တော်ကို အသေးသက်လဲတပည့်တော်ကယေရှုတင်မှာပါတယ် မြတ်စွာဘုရားကအေးပုံနာမင်းဒီလိုစိတ်သဘောထားမျိုးနဲ့ဆိုရင် သူနာပန္ဒရာယာမနေလို့ရပြီတဲ့ကြည်ဒါသူတော်ကောင်းရဲ့စိတ်နေသဘောထားလို့ခေါ်တယ်ဘလို့အခက်ခဲပဲတွေ့တွေ့တရားကိုဘယ်တော့မှမစွန့်ဘူးလို့ပြောတာ ရှင်ပုံနာဟာသူနာပရန္တရကိုသွားပြီးနော်သူ့ရဲ့ဟောပြောချက်ကြောင့်ဝါရင်းသုံးလမှာပဲအမျိုးသား900အမျိုးသမီး900ဗုဒ္ဓဘာသာဝင်အဖြစ်တရဏဂုံတည်သွားကြတယ်သူလည်းပဲဝါရင်းသုံးလမှာယဟန္တာ ဖြစ်သွားတယ်အဲ့ဒီအရမှာပဲအရှင်ပုံနာနိဗ္ဗာန်ဆံဝင်သွားတယ်လို့ပုံတော်ဝါရသုတ်တံမှာမှတ်တမ်းတင်ထားတယ် အဲ့ဒီလိုအရှင်ပုံနာရဲ့စိတ်နေသဘောထားဟောင်းသူတော်ကောင်းရဲ့စိတ်နေသဘောထားပါပဲအဲ့ဒီလိုစိတ်နေသဘောထားကို ထားနိုင်မယ်ဆိုလို့ရှိရင်ဘာပြဿနာမှမတက်ဖဲကိုယ်ရင်တွင်ကထာဝရငြိမ်းချမ်းတဲ့စိတ်နေအထားတစ်ခုကိုမျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်ဤကုန်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဋ္ဌတ်တို့သည်တာမန်ပုဂ္ဂိုလ်တွေလို သဘောထားမျိုးမထားဘဲ ိုကျင့်တရားကိုတန်မိုးထားရမယ်။ဆိုပါစို့တိဘက်နွားလို့ပြောကြတဲ့သာမရသားကောင်ဟာသူ့ရဲ့မြီးစံသာမရီကိုတိတ်ပြီးတန်မိုးထားတယ်။စုခတ်တွေဘာတွေနဲ့ညှိနေရင်မြီးစံကြွကြသွားမှာစိုးသည့်အတွက်မယုံပဲအသေးခံနဲ့ပြောတယ်။ သမရတာကောင်ဟာမိစံအတွက်အသက်အသေးခံသလိုကိုကျင့်တရားအတွက်အသက်အသေးခံဝင်းတဲ့စိတ်နေသဘောတော်ဟာသူတော်ကောင်းတို့ရဲ့စိတ်နေသဘောတော်ဒီကနေ့တရားချစ်ခင်သူတော်ကောင်းပြိသက်တို့သည်တရဏဂုံနှင့်၅ပါးသီလကို ခံယူစောက်တည်ထားပြီးငါဘာသီလကို ဘာအတွက်နဲ့မှအပြည့်မခံသင့်ဘူးအတက်ကဲသို့တံပိုးထားရမယ် အသက်ဆုံးပြီးတော့စောင်းနိုင်အောင်တို့စူးစမ်းမယ်လို့ဒီလိုစိတ်သဘောထားနိုင်မယ်ဆိုလို့ရှိရင်တကယ်သူတော်ကောင်းတွေရဲ့စိတ်နေသဘောထားမျိုးဖြစ်ပါတယ်။တရားချစ်ခင် သူတော်စင်အပေါင်းတို့အနေနဲ့ဗုဒ္ဓမြတ်စွာဟောထားတဲ့ဓမ္မကို လက်တွေ့ကျင့်သုံးခြင်းဖြင့်သာသနာတော်နဲ့ကြုံတွေ့ရကြုံနဲ့ပြီးဓမ္မကိုကျင့်သုံးခြင်းကြောင့် မိမိတို့ရဲ့စိတ်နေသဘောထားအလုံးဟာအလွန်မမြတ်ပြီးတော့တကယ်သူတော်စင်ဘွားကို ရောက်ရှိနိုင်မှာဖြစ်တယ်။ဒါကြောင့်ကိုစီကိုငါသူတော်ကောင်းတို့ရဲ့စိတ်နေသဘောထားများကိုထားပြီးလက်တွေ့ကျင့်သုံးနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမမေဦးမိုးပါရှင်။ ်နောက်ထပ် audio ပုံမှာပြန်ဆောင်ကြပါမယ်ရှင်